မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေ့လာဆွေးနွေးချမယ့်အကြောင်းအရာကတော့ဟိုမြောက်ခေရိုလိုင်းနာပြည်နယ်မှာဖြစ်ခဲ့တဲ့အမှုတစ်ခုပါဟုတ်ကဲ့အင်ဂျင်ရဲ့အငင်းပွားမှုကနေစပြီးတော့အဲနောက်ဆုံးတားထုံမှုအထိဖြစ်သွားတယ်ဆိုပြီးဆွတ်ဆွဲခံထားတဲ့ကိစ္စတစ်ခုပေါ့လေအင်းတော်တော်လေးပြင်းထန်တဲ့အခြေအနေထိရောက်သွားတာနော်ဟုတ်တယ်ဗျာအင်းတန့်ရှင်းရေလိုမျိုးကိစ္စလေးနေစတယ်လို့ဆိုထားတော့အဲဘလို့ဖြစ်သွားလဲဆိုတာအသေးစိတ်ကိုကျွန်တော်တို့ရထားတဲ့တည်င်းဆောင်ပါလေးကိုခြေခံပြီးကြည့်ကြတာပေါ့ ဟုတ်ကဲ့ဒီနေ့ဆွေးနွေးကြတဲ့အခါအဓိကကတော့အဲ့ဒီတရင်တွေကအချက်လက်တီးအထူးသဖြင့်လုံးဝကိုကွဲလွင်နေတဲ့အဆိုတွေပြီးတော့လက်ရှိတရားဥပဒေချိန်တွေကိုရှင်းရှင်းလင်းလင်းနားလည်သွားဖို့ပါပဲဟုတ်ပါတယ်ဒီလိုအိမ်တွင်းပฏิပက္ခတယ်ဆိုလားအပေါ်ယံမြင်ရတာထပ်ဖို့ပြီးရှုပ်ထွေးတတ်တာမျိုးတွေရှိတတ်တယ်လေဟောဒီတရင်မှာဆိုရင်လေတယောက်ပြောတာနဲ့တယောက်ပြောတာကလုံးဝကိုဟောဘဒီဘဖြစ်နေတာဟုတ်တယ်နော်အဲ့ဒါကအဖြစ်မှန်ကိုတိဖို့ဘလောက်ခတ်နိုင်လဲဆိုတာကိုပြောနေသလိုပဲဆိုတော့အဲ ရာထားတဲ့အချက်လက်ပုံမှန်ပဲတတိထားပြီးသုံးတက်ရမှာပေါ့လေ။ကောင်းပါပြီ။ဒါဆိုအခြေခံချက်တွေနဲ့စလိုက်ကြအောင်။တတိမှာဖော်ပြထားတာကတော့မြောက်ကရိုလိုင်းနားမှာဖြစ်တာ။ဟုတ်ကဲ့။အော်တိုဘာလစနေရ။တနည်းကနေနဲ့မနက်ပိုင်းမှာပေါ့။အမျိုးသမီးကချန္ဒရာပရာဘာဆင်ချန္ဒရာပရာဘာဆင်ပေါ့။အင်းသူကသူ့ယောက်ျားအာဗင်းရဲ့လေဘင်းကိုဒါနဲ့ထိုးတယ်ဆိုပြီးတော့ အဲရဲကသူ့ကိုဖမ်းသွားတယ်ပေါ့ဟုတ်ပါတယ်အဲဒီမှာပါဝင်တဲ့သူတွေကြောင်းပြောရရင်ချန္ဒရာပရာဘစင်းကအသက်40နှစ်လို့ဆိုပါတယ်အိန္ဒိယကနေအမေရိကန်ကိုပြောင်းလာတာအော်ရွှေပြောင်းလာသူပေါ့ဟုတ်ကဲ့ရှာလက်မျိုးကမူလကန်းချောင်းတစ်ခုမှလက်ထောက်ဆရာမှလုံနေတယ်လို့ဖော်ပြထားတယ်อืมသူခင်ပွန်းကတော့အာဗင်ပေါ့သူအကြောင်းအသေးစိတ်တော့သိမတွေ့ရဘူးဒီနေရာမှာတင်းမဲ့ဇာလန်ကဟိုတကယ်ကွဲတော့မီဗျချန္ဒရာပရာဘစင်း သူ့ဘက်ကရှင်းပြတာကိုယဉ်ကြည့်အောင်လေနေတော့ငယ်အဲ့ဒီအချိန်မှာသူ့လက်ထဲမှာဓာတ်ကကင်ထားလျက်သားအင်းအဲ့မှာသူလဲလိုက်တဲ့အခါကျတော့မတော်တဆသူ့ယောက်ျားအာဝင်းရဲ့လယ်ဘင်းကိုတွားပြီးတော့ဟွာဖြစ်သွားတာထိမိသွားတာတဲ့အင်းမတော်တဆမှုလို့ဆိုလိုတာပေါ့နော်ဟုတ်တယ်လုံးဝရေရဲချက်မရှိဘူး accident ပါဆိုပြီးတော့သူကပြောတယ်ဟဲ့ဒါပေမဲ့လေအဲ့ဒီ accident ဆိုတဲ့ရှင်းလင်းချက်နဲ့လုံးဝကိုပြောင်းပြန်ဖြစ်နေတဲ့နောက်တစ်ဖက်ကအတန်းထွက်လာပြန်ရောဟုတ်ဘီလူစီရလဲ အဲ့ဒါကဒန်ယာရော့သွားတဲ့ခင်ပွန်းအာဗင်းကိုတိုင်းက911ကိုအရေးပေါ်ဖုံးဆက်ပြီးပြောခဲ့အကြောင်းရပဲ။ Oh 911 call မလား။အရေးပေါ်ခေါ်တာမှာ။ဟုတ်ကဲ့။သူအပြောကတော့ဒါမတော်တဆမှုလုံးဝမဟုတ်ဘူးတဲ့။ဟိုအင်တန်ရှင်မလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေ။အင်တန်ရှင်ကအဲ့ကိစ္စကြောင့်လား။အေးအဲ့ဒါကြောင့်ဇနီးဖြစ်သူကဒေါကထွက်ပြီးတော့တမင်တက်တက်ဒါကိုတုံးပြီးတိုက်ခိုက်ခဲ့တာပါလို့သူကရှင်းရှင်းလင်းလင်းပြောခဲ့တာ။ရင်းခံဆိုတော့ကိုသူကအသေးချာပြောသွားတာတွေ့ရတယ်။ တကယ်ကိုစန့်ကျင်ဘက်တွေပဲတယောက်ကငါမနစလို့ရင်မတော်ရဆဖြစ်သွားတာပါဟုတ်နောက်တယောက်ကမဟုတ်ဘူးငါအိမ်တန်ရှင်းလို့လို့ဆိုပြီးသူတမင်လုတာအဲဒီလိုချက်ချင်းအေးပေါ်ခွာတဲ့ဖုန်းတွေကစကားနဲ့နောက်ပိုင်းမှာပေါ်လာနိုင်တဲ့မတော်ရဆမှုရှင်းလင်းချက်ကြားကကွာခြားမှုကစုံစမ်းစစ်ဆေးရေးမှာဘလို့အေးပါနိုင်မလဲဗျဒါကတော်တော်လေးအရေးကြီးတဲ့အချက်ပဲလေ911ခေါ်ဆိုမှုမှတ်တမ်းတွေဆိုတာများသောအဖြစ်ဖြစ်ဖြစ်ပြီးချင်းအဲစိတ်ခံစားမှုပြင်းထန်နေတော့ခေါ်ကြတာဆိုတော့ဟုတ်ကဲ့ အဖြစ်ဖြစ်ရဲ့အရေးပေါ်စတဲ့တဘိုးကိုချက်ချင်းထင်အပ်စေနိုင်တယ်လေတရားခွင်မှာဆိုတာကအရေးပါတဲ့တက်တွေဖြစ်လာနေတာဟုတ်อืมအထူးသဖြင့်အဖြစ်ရဲ့အကြောင်းရင်းကိုခင်ပွင်းဖြစ်တော့ကအဲ့ဒီအချိန်မှာတိတိကျကျပြောခဲ့တယ်ဆိုတဲ့အချက်ပေါ့အင်တန်ရှင်မလုပ်လို့ဆိုတာလေဟုတ်ဒါကဟိုမတော်တဆန်ဦးဆိုတဲ့ရှင်းလင်းချက်နဲ့တည့်ရကိုကွေးလွှဲနေတာဟုတ်ပါတယ်ဒါပေမဲ့တစ်ဖက်ကလည်းဒါကခင်မွေးရဲ့ရှုထောင့်ကပြောတာတက်တက်ပဲဆိုတာတော့ထဲစင်စားရမှာပေါ့မှန်ပါတယ်စိတ်လှရှားနေတော့ဆိုတော့လေဟုတ်ကဲ့ တခါလဲလွဲပြီးပြောမိတာမျိုးလည်းဖြစ်နိုင်တာပဲလေဒီလိုလုံးဝကွဲလွဲနေတဲ့ခြင်းတွေမှာဥပဒေဘက်ကတော့ချက်ချင်းအေးအေးမှုတွေလုပ်ခဲ့တယ်လို့ဆိုရယ်နော်အဲချန္တရာပရဘတ်စင်ကိုဖမ်းလိုက်တယ်ပေါ့ဟုတ်ပါတယ်ဖမ်းစီပြီးတော့တရားရုံးတင်လိုက်တယ်အစားပိုင်းမှာတော့တရားသူကြီးကအာမခံမပေးဘူးလို့တရင်မှာဖော်ပြထားတယ်อืมဆွဆွဲချက်ကပြန်ထန်တော့လေဟုတ်ပါပေါ့ဒါပေမဲ့ဖမ်းပြီးတော့ဒီနေ့မှာပဲအာမခံနဲ့ပြန်လွတ်ပေးလိုက်တယ်တတ်မှတ်ချက်တင်တယ်ပေါ့အာမခံနဲ့လွတ်လာတယ်ဆိုပေမဲ့လုံမလွတ်လွတ်လာတော့မဟုတ်သေးဘူးပေါ့နော်ဟို ို့ဘောမှာတော်တော်တင်းကျပ်ပျက်စီးကန့်ကျက်တရှိနေတယ်လို့ဆိုပါတယ်မှန်ပါတယ်အာမခံတဲ့အကျိုးသူ့ကို electronic စောင့်ကြည့်ရကြည့်ရလေ electronic monitoring device အင်းခြေချင်းလိုမျိုးလားဟုတ်ကဲ့အဲ့ဒါမျိုးဝတ်ထားဖို့ညွန်ကြားထားတယ်ဒါကသူပေရောက်နေလဲဆိုတာအာနာပိုင်းတွေသိနိုင်အောင်ပေါ့ဟုတ်ကဲ့ပြီးတော့အရေးကြီးတာကခင်ပွင်းတဲ့ avalanche အနာကိုလေတတ်မှတ်အကွာအဝေးထပ်ပုံမလာဖို့အိမ်ထုတ်ထားတယ် protective order ပေါ့ကကွေမိတ်ဟုတ် ပြီးတော့ဖုန်းဆက်တာ စာပို့တာဘာမှကိုဆက်တွယ်လို့မရဘူးဆိုပြီးတားမြစ်ထားတယ်လို့သတင်းမှဖဲအားတယ်။ဒါဆိုတော်တော်လေးတိတ်ကြတာပေါ့နော်။ပြီးတော့ဒီအမှုကဒါနဲ့မပြီးသေးဘူး။တရားရုံးမှာဆက်ပြီးတော့ရင်ဆိုင်ရအောင်မယ်ဆိုတဲ့သဘောလား။အတိအကျပါပဲ။လာမယ့်အောက်တိုဘာလ30ရက်နေ့မှာနောက်ထပ်တရားရုံးကြားနာမှုလုပ်ဖို့ရက်ချင်းရှိတယ်လို့သတင်းမှပါပါတယ်။ဟင်းအဲ့ဒီမှာအမှုရဲ့နောက်ဆက်တွဲအခြေအနေတွေနောက်ထပ်အထောက်အထားတွေပါတင်ပြတာမျိုးတွေရှိလာနိုင်တာပေါ့ဒီဖြစ်စဉ်တစ်ခုလုံးကိုပြန်ခြုံရင်းတကယ်ကိုအခြေအနေရွှေ့ထွေးနေတာပဲ တစ်ဖက်မှာကဟုအသက်အန္တရာယ်တောင်ဖက်နိုင်တဲ့ဆွဆွဲချက်လက်ဘင်းကိုတားနေထိုးတယ်ဆိုတာလေဟုတ်ကဲ့ပြင်းထန်ပါတယ်နောက်တစ်ဖက်မှာကြတော့လုံးဝကိုတခြားစီဖြစ်နေတဲ့ဇလန်နှစ်ပုတ်တစ်ခုက မတော်တဆထိခိုက်မှုအင်းနောက်တစ်ခုကအိမ်မှုကိစ္စတေးတေးလေးကြောင့်စိတ်တိုပြီးတမင်လို့တာဆိုတဲ့ဟာဒီလိုချင်းနေမှာအမှန်တရားကိုဘယ်လိုရှာကြမလဲဆိုတာက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ပါတယ် ဒီကွဲလွဲမှုတွေကကိုအိမ်တွင်းအမှုခင်းတဲ့တဘောတဘာဝကိုပြနေတယ်လို့ပဲလေအများစုကဒီလိုပဲအပြင်လူတွေမသိနိုင်တဲ့နောက်ခံနေသူတို့နေရကြကဆက်ဆံရေးအကြက်ကြတွေဟိုမချေလဲမှုဟောင်းနေရှိနေတဲ့တာမျိုးဟုတ်ကဲ့အခုကျမတို့လက်ထဲကတရင်ရဆိုရင်တော့ချန်ထရာပရာဘာဆင်းရဲ့ accident ဇလန်းရဲ့အာဗင်ရဲ့911မှာပြောတဲ့တမင်လို့တာဇလန်းရဲ့ဒီနှစ်ခုပဲထိနေရတာပေါ့อืมခုနပြောသလိုပဲ911 call ကခင်မွေးရဲ့ဘက်ကအမြင်ကိုခိုင်ခိုင်မာမာပြနိုင်မယ် ဒါကလေတစ်စိတ်တစ်ပိုင်းပဲလीဟုတ်မတော်တဆမှုဆိုတာကိုထောက်ခံမဲ့တခြားအထောက်ကထားရှိဦးမလားဒါမှမဟုတ်ဟိုအိမ်မူကိစားထပိုးနတ်ဆိုင်နဲ့ပြစ်တမှာရှိနေမလားဆိုတာတွေကတော့ဒီသလင်းလေးတစ်ခုတည်းနဲ့တော့မသိနိုင်သေးဘူးပေါ့ဒီချက်လက်တွေကိုနည်းနည်းပိုချဲချဲပြမင်းကြည့်ရင်ကဘလို့သုံးသပ်နိုင်မလဲအင်းတွေးရေးပြဿနာတွေမှာဒီလိုကွဲလာတဲ့ထွက်ဆိုချက်တွေကပုံမှန်လိုပြတ်တက်သလားအတိုင်းအရာတစ်ခုထိတော့ဟုတ်တယ်လို့ဆိုနိုင်ပါတယ် အိမ်တွင်းပြဿနာဖြစ်ပြီးဆိုရင်ပတ်ဝန်းကျင်တဲ့သူတွေရဲ့စိတ်ခံစားမှုတွေအဆက်တရားဒါမှမဟုတ်ဟိုဥပဒေအရရေးယူခံရမှာကြောက်တာတို့ကြောင့်အမှန်အတိုင်းမပြောတာဖုံးကွယ်တာကိုယ့်ဘကပုံမှန်တယ်လို့ချေအောင်ပုံဖော်ပြောဆိုတာမျိုးတွေကရှိတတ်တယ်လေဟုတ်ကဲ့အထူးသဖြင့်ဒီလိုပြင်းထန်တဲ့ဆွတ်ဆွတ်ချက်မျိုးပါလာတဲ့အခါကျတော့နှစ်ဖက်စလုံးကကိုကိုကိုကာကွယ်ဖို့အကောင်းဆုံးစူးစမ်းကြမှာပဲဟုတ်တယ်ပေါ့ အဲ့ဒါကြောင့်တရားဥပဒေစနစ်ဘက်ကဆိုရင်တက်တဲ့အထောက်အထားတွေကို အရန်စစ်စစ်ဆက်ဆူဆောင်းရတယ်။တခြားတက်တဲ့တွေဥပမာအိမ်ရင်းချင်းတို့မိသားစုဝင်တို့စီကမြင်းမြန်းတာမျိုးဖြစ်တဲ့နေရာကရုပ်ပိုင်းဆိုင်ရာ အထောက်အထားတွေကိုစစ်ဆေးတာမျိုးတွေလုပ်ရတာပေါ့။အင်းအခုကျမတို့တည်နေရတဲ့တည်င်းကဒီအရှဲကြီးသွားရမယ့်လုပ်ငန်းစဉ်အစလေးပဲရှိသေးတာ။ဒါဆိုရင်ဒီနေ့ကျွန်တော်ဆွေးနွေးခဲ့တာတွေကို အနှစ်ချုပ်ပြန်ကြည့်လိုက်အောင်။မြောက်ကယ်ရိုလိုင်းနားမှာ အင်တွေးပြဿနာကနေဓာတ်ထိုးမှုဆွတ်ဆွဲချက်ထိဖြစ်သွားတဲ့အမှုတစ်ခုကြောင့်လည်လာခဲ့ကြတယ်ဟုတ်ကဲ့အဓိကပါဝင်သူတွေကအိန္ဒိယကနေပြောင်းလာတဲ့လက်ထောက်ဆရာမချန်ဒရာပရာဗာစင်နဲ့တူကင်ဘွန်အာဗင်ဖြစ်ရတဲ့ပတ်သက်ပြီးစနီးကမတော်တဆမှုလို့ပြောတယ်ဟုတ်ကင်ဘွန်ကတော့အိမ်မူကိစ္စကြောင့်တမင်လွတ်တာလို့911မှာပြောခဲ့တယ်ဆိုတော့လုံးဝကွဲလွဲတဲ့ရှင်းပြချက်နှစ်ခုကိုတွေ့ခဲ့ရတယ်။မှန်ပါပဲ။အာမခံရထားတယ်။ လာမယ့်အောက်တိုဘာ30မှာနောက်ထပ်ယုံချင်းရှိနေတယ်ပေါ့ဒါတွေအားလုံးကနောက်ဆုံးဘာကိုပြနေရလဲအဓိကပြနေရတော့ကျမတို့လက်ထဲမှာရှိတဲ့သတင်းချက်လက်က ဒီရှုပ်ထွေးလက်လက်ကိစ္စရဲ့အပိုးရန်လွာလေးကိုပဲချစ်ပြနိုင်သေးတယ်ဆိုတာပါပဲဟုတ်ကဲ့တကယ်အတွင်းကြကြအသေးစိတ်တွေသူတို့ညောင်နေဆက်ဆံရေးနောက်ခံဘလို့ရှိလဲတခြားဖီအားတွေစိတ်ပိုင်းဆိုင်ရာအခြေအနေတွေဒါတွေကိုလုံးဝမသိရသေးဘူးလေဟွန်းဒီတရင်ကဖြစ်စဉ်အချင်းချို့ရဲ့အစပိုင်းဥပဒေအရအေးအေးယူမှုတွေရဲ့ဒါလောက်ပဲဖော်ပြထားတာဆိုတော့ ဒီအချက်ကအရေးကြီးတဲ့မိန်းကောင်းတစ်ခုထုတ်เสียဖြစ်လာတယ်ဒီလုံးဝကွဲလွဲနေတဲ့ဇလန်းနေကြတဲ့မှာတစ်ဖက်ကအရေးပေါ်အကူအညီတောင်းတဲ့အတန်းနောက်တစ်ဖက်ကမတော်တဆမှုရှင်းလင်းချက်ဒီကြားထဲကနေတရားစီရင်ရေးကအဖြစ်မှန်ကိုဘယ်လိုတိတိကျကျဖော်ထုတ်မလဲဆိုတာပေါ့ဟုတ်ပါတယ်လက်ရှိအခြေအနေကတော့အဖြစ်ချက်မိန်းကောင်းမျိုးရဲကပုံများနေတဲ့ဆက်ပြီးစောင့်ကြည့်ရမယ့်ကိစ္စတစ်ခုပဲဖြစ်နေပါတယ်နောက်ဆုံးအနေနဲ့နားထောင်နေတဲ့သူတွေကိုဆက်ပြီးစဉ်းစားဆင်ခြင်ကြည့်ဖို့အချက်လေးတစ်ခုချမ်းသာခဲ့ခြင်းပါတယ် ခုနကကျွန်တော်ပြောခဲ့တဲ့သတင်းထဲမှာ Chandra Powerful Singh ကအိန္ဒိယနိုင်ငံကနေ American ကိုရွှေ့ပြောင်းလာသူပြီးတော့မူလတန်းကြောင့်လက်ထောက်ဆရာမဆိုတဲ့အချက်လေးတွေပါတယ်လေဟုတ်ကဲ့ပါပါတယ်ဒီအချက်တွေကအမှုနဲ့တက်ရဲ့ပတ်သက်တယ်လို့တော့သတင်းမှာမရေးထားဘူးဒါပေမဲ့ဒီလိုနောက်ခံကြောင်းရလေးတွေကိုချိန်ပြီးတော့လေဟိုယဉ်ကျေးမှုကွာခြားတာတွေဘာသာစကားအခက်ခဲတွေဒါမှမဟုတ်ပဝန်းကျင်တဲ့အလို့တက်မှာအခြေကျဖို့စူးစမ်းရတဲ့အခါဖြစ်လာနိုင်တဲ့ဖြစ်ရတဲ့က လူတွေရဲ့စိတ်အခြေအနေနဲ့အိမ်တွင်းဆက်ဆံရေးအပေါ်မှာတွဲဝိုက်ပြီးတော့ဘလို့တည်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုစဉ်းစားကြည့်လို့ရနိုင်မလားပေါ့ဟုတ်ကဲ့စိတ်ဝင်စားစရာချစ်ပါအာကအမှုရဲ့အဖြစ်ကိုမန်းဆခိုင်းတာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီလိုသတင်းတွေမှာပါလာတတ်တဲ့လူမှုရဲ့နောက်ခံ အချက်လက်လေးတွေကတခါတလေပိုပြီးနက်နက်ဆိုင်ဆိုင်စဉ်းစားစရာတွေပေးနိုင်နေဆိုတာကိုတွေးကြည့်ဖို့လမ်းဖွင့်ပေးချင်တာပါခင်ဗျာ